မင်္ဂလာပါယနေ့နိုဝင်ဘာလ10ရက် BBN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တင့်တင့်မှတိမ်ထူတတ်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပါတယ်ယနေ့မနေ့9နာရီခွဲချိန်တိုင်းထွာကြင်များအရာထိုင်းနိုင်ငံကုန်းတွင်ပိုင်းဒေသတွေကိုဖျက်ကျော်လျက်ရှိတဲ့လီဗီးယားနယ်စပ်ဟာနောက်ဖက်သို့ရွေ့လျားခဲ့ပြီးအာရော့သွားခဲ့ပြီးဖြစ်ပါတယ်သခိုင်းတိုင်းအောက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနေပြီး နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းထက်ပိုင်းတို့မှာနေရာကွက်ကြားချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲမိုးရွာပြီးပဲခူးတိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးတချုံရွာပြီးရွာရံရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်နှောင်ဖြစ်ပေါ်မှုအခြေအနေမှာတင်းလိုက်တိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်နှောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်နှောင်များရွေလျားရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်း မိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးရွေခြင်းစတဲ့မိုးလေဝသအခြေအနေများဖြစ်ပေါ်လျက်ရှိပါတယ်မြမကန်ယူတန်းတရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာမိုးတက်လေပြင်များကြားရောက်ပြီးတခါတရံမှာလှိုင်းသင်းနဲ့မှလှိုင်းကြီးနိုင်ပါတယ်မိုးတက်လေပြင်ကြားစဉ်ရေပြင်းပြင်းပြင်းလျာတနအိ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြမကန်ယူတန်းတရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ 9ပေမှ9ပေခန့်ထိရှိနိုင်ပါတယ်။နောက်နေ့ရက်တွေခံမှန်းချက်မှာနေပြည်တော်ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊တလင်းလာရီတိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံပြမိုးထစ်ချုံရွာပါတယ်။ဒီနေ့နိုဝင်ဘာလ10ရက် VPN မိုးလေဝသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ